တင်ဆက်ပေးမယ့်သတင်းကတော့အေးမီတုတ်ကိုရောဂါကြောင့်အသက်ဆုံးရှုံးသူ62ဦးတိရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။အေးမီတုတ်ကိုရောဂါကူးစက်ခံရမှုတွေကြောင့်အသက်ဆုံးရှုံးသူဦးရေက62ဦးအထိရှိလာတယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်အတွင်းမှာပြောင်းလဲလာတဲ့ရာသီဥတုတွေကြောင့်ထိုင်းနိုင်ငံအတွင်းမှာအေးမီတုတ်ကိုရောဂါကူးစက်မှုမြင့်တက်လာခဲ့တာပါ ဒီနေ့အတွင်းထားနိုင်ငံအတွင်းမှာအေးမီတော်ကိုရောဂါကူးစက်ခံရသူဟာ9သိန်းကျော်ဒီဆယ်နှစ်တွင်မြင့်တက်ခဲ့ပြီးသေဆုံးသူဦးရေကလည်း62ဦးထိရှိခဲ့တာပါလက်ရှိဖြစ်ပေါ်နေတဲ့ကူးစက်နှုန်းဟာလူသိန်းကိုကူးစက်ခံရသူတထောင်ကျော်ရှိတဲ့နှုန်းတရောက်ရှိလာခဲ့တာဖြစ်ပါတယ်ကူးစက်ခံရသူတွေထဲမှာအသက်၆နှစ်ကနေအသက်၁၄နှစ်ကြားရွယ်ရှိတဲ့ကလေးငယ်တွေကအရေးအတွက်အများဆုံးဖြစ်တယ်လို့လည်းထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။ဒီသတင်းတော့ငင်းချောင်းပါပြောလာပါ။